ျာကျွန်တော်မော်တော်နိကေဆိုင်ရဲ့ချစ်တဲ့မိတ်ဆွေတွေအတန်ကြားရလားခင်ဗျာဟယ်လိုဟယ်လိုအားလုံးမင်္ဂလာပါခင်ဗျာအတန်ကြီးကြီးလင်းလင်းကြားရလားခင်ဗျာဟယ်လိုအားလုံးမင်္ဂလာပါโอเคဒီကနေ့ကတော့ဒါဆိုင်ကယ်အကြောင်းသိရှိချင်တာလေးရှိရင်မေးမြန်းလို့ရအောင်လို့ဆိုင်ကယ်အကြောင်းသိလို့ရမေးအစီအစဉ်ဆိုပြီးရင်ခေါင်းစဉ်တက်ပေးထားပါတယ်ခင်ဗျာဟယ်လိုအားလုံးမင်္ဂလာပါခင်ဗျာ အတန်ကြီးကြီးလင်းလင်းကြားရလားခင်ဗျအဲကွန်မန့်လေးမှာတစ်ချက်လောက်ရေးပေးခဲ့ပါအောင်အတန်ကြားရလားခင်ဗျာဟယ်လိုဒီကနေ့ကတော့ဒါဆိုင်ကယ်အကြောင်းသိရှိကျင်တာလေးဒါမေးမြန်းလို့ရအောင်လို့ဒါအကြောင်းသိလို့ရဒါအခုခဏနေကြရင်ဒါကျွန်တော်မေးမြန်းလေးတွေဖြည့်ပေးတော့မယ်ပေါ့နော်ဟိုကြားပါတယ်တဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်โอเค အဲဒါကျွန်တော် Facebook ရဲ့ TikTok ရဲ့ Oh sorry Facebook ရဲ့ YouTube ရဲ့တပိုင်းနဲ့ live လွှင့်နေတာပေါ့နော်ဒါအတန်ကြီးကြီးလင်းလင်းကြားလာဒီဘက်ကတော့ဒါ YouTube ဘက်ကတော့ကြားပါတယ်တဲ့ဒီ Facebook ဘက်ကရောအတန်ကြီးကြီးလင်းကြားလာခင်ဗျဟယ်လိုအခုကတော့ Super Sunday မှာဒါအလိုက်ရဲ့မှာအနားယူနေတဲ့ဆိုင်ကယ်အကြောင်းသိရှိကြတာလေးတွေရှိရင်ဘူးဒုဒရအောင်လို့အခုလိုမျိုးလိုက်လွန်ပေးလိုက်တာဖြစ်ပါတယ် Hello Hello အခုကတော့ Hello အခုကတော့ရုံပည့်ရအလုံးပည့်ဒီမှာအနားယူနေတော့ဆိုင်ကယ်အကြောင်းသိရှိကြတာလေးရှိရင်အလိုတကူနဲ့မေးမြန်းလို့ရအောင်ဘူးဒုဒရအောင်လို့အခုလိုမျိုးလိုက်လွန်ပေးလိုက်တာပဲဖြစ်ပါတယ် Hello အားလုံးမင်္ဂလာပါခင်ဗျာမင်္ဂလာပါ အားလုံးမင်္ဂလာပါကျွန်တော်ကြောအောင်မမော်တော်ဘိုက်အော်တာတယောက်ဖြစ်ပါတယ်အခုကတော့ဒါစူပါဆန်ဒေးမှာပေါ့နော်ဒါတော်တော်များများလဲအနားယူနေကြလိမ့်မယ်လို့ထင်တယ်ဒါအနားယူနေတော့ပေါ့နော်ကျွန်တော်မော်တူနီကဆိုင်ငယ်ချစ်သူမိတ်ဆွေတွေဒါဆိုင်ငယ်အကြောင်းရှိကြတာလေးရှင်ဒါမေးမြန်းလို့ရအောင်လို့ဒါအခုလိုမျိုး live တွန်ပေးလိုက်တာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ live မစခင်မှာကျွန်တော်မူတနီကဆိုင်ငယ်ချစ်သူမိတ်ဆွေတွေအခုဒီ live ကိုဘယ်မြို့တွေကနေကြည့်ရှုနားဆင်နေကြပါသလဲခွန်မန့်လေးမှာကိုကြည့်ရှုနေတဲ့မြို့နာမည်လေးတွေကိုတစ်ချက်လောက်ရေးပေးခဲ့ပါအောင်ခင်ဗျာကျွန်တော်နာမည်ခေါ်ပေးပါမယ်ခင်ဗျာ ်ဗယ်မြူရီယန်နေကြည့်ရှုနားဆင်နေကြပါသလဲခင်ဗျာဗယ်မြူရီယန်နေကြည့်ရှုနားဆင်နေကြပါသလဲအဲခွန်မန့်လေးမှာတစ်ချက်လောက်ကိုကြည့်ရှုနေတဲ့မြို့နာမည်လေးတွေကိုတစ်ချက်လောက်ရေးပေးခဲ့ပါအောင်ခင်ဗျာကျွန်တော်အလက်ကျဖြည့်ဆို့ပေးပါမယ်ခင်ဗျာအလက်ကျနာမည်ခေါ်ပေးပါမယ် okay hello okay အဲ youtube က youtube က facebook တဲ့တောင်ကြီးတဲ့ပြိတ္တကတော်တော်များနေသေးတယ်နော်အဲ youtube ကပြိတ္တတွေတကယ်ကိုဝမ်းတာပါတယ်နော်အများကြီးကြည့်ရှုပေးကြလို့နော် romeo ကြားပါတယ်လေကျေးဇူးတင်ပါတယ်ခင်ဗျာ romeo ရေနော်ပြီးရင်ချစ်ကောင်း photographer အကောင့်မှရှင်မင်္ဂလာပါ f95 ဇီလီပြပြပေးပါအောင်နဲ့ဟုတ်ကဲ့ f125 model လေးကလောလောဆယ်မှာ390ဝန်းကျင်မှာဈေးပေါက်နေပါတယ်ခင်ဗျာ ဆရာတန်းငယ်ကောက်မရှင်မင်္ဂလာပါကြားပါရခင်ဗျာလေတောင်ကြီးကနေကြည့်နေပါရတဲ့ကျေးဇူးတင်ပါရခင်ဗျာဖြိုးတိန်ကြီးကောက်မရှင်မင်္ဂလာပါဩကိုချစ်ကောင်းကကြားပါရတဲ့ကျေးဇူးပါခင်ဗျာကိုရဲအောင်ရေမင်္ဂလာပါဝင်ကျူးနေတဲ့ဟုတ်ကဲ့ခဏနေကြရင်ဝင်ကျူးအကြောင်းလေးတွေပြောပြမယ်နော်ဟုတ်ကဲ့ဩကိုချစ်ကောင်းကတာစီရပါတယ်ကျေးဇူးပါခင်ဗျာကိုရဲအောင်ကထပ်မေးထားတယ်ဝင်ကျူးနဲ့ဒိုင်ယန်ဘယ်အကျန်းခံမလဲတဲ့နှစ်ခုလုံးကတော့ level ကတိတ်မကွာဘူးเนาะဟောက်ကြွာလည်းဒါတရုတ်ပြည်မှာနံပါတ်1 brand အဖြစ်16နှစ်ဇက်တိုက်စုရခဲ့တာပဲဖြစ်ပါတယ်เนาะဒိုင်ယန်ကလည်းမြန်မာပြည်မှာ125 scene ထဲမှာဝင်ပါတယ်အဲ့ဒီအတွက်ဒါနှစ်ခုလုံးကတော့ level အတူတူလောက်ပဲမြန်မာပြည်မှာအရင်ကတည်းကအသုံးများတာတော့ဒိုင်ယန်ပေါ့ဝင်ကျူးကတော့ဒါဝင်တာကမကြသေးဘူးအဲ့ဒါဆိုတော့တရုတ်နဲ့တရုတ်တော့အကြိုက်ချင်တော့တူမှာမဟုတ်ဒီဇိုင်းလေးတွေကလည်း꽌တယ်ပေါ့ အဲ့တော့ကျွန်တော်ကတော့နှစ်ခုလုံးကိုဘယ်ဟာဆိုတာနှစ်ခုလုံးက level ကတိတ်မကွာတဲ့အတွက်ကိုကြိုက်နှစ်တဲ့ရာဒီဇိုင်းကိုကိုကြိုက်နှစ်တဲ့ရာဒီဇိုင်းကိုပဲယူချက်စီးနေမှလို့ပဲအကြံပြုချင်ပါတယ်ခင်ဗျာ Roomie ကကြုံပြောပါတယ်ကျေးဇူးပါခင်ဗျာကိုကိုကျော်ဆန်းဦးရေမင်္ဂလာပါမြင်းချန်ပါတယ်ကျေးဇူးပါခင်ဗျာဟောကိုချစ်ကောင်းကတာစီရပါတယ်ကျေးဇူးပါကိုအောင်ကြီးမင်းဦးရေမင်္ဂလာပါကရင်ပြည်နေရပါတယ်ကျေးဇူးပါခင်ဗျာကိုလာထွန်းရေမင်္ဂလာပါထိုင်းရပါတယ်ကျေးဇူးပါဗျာကိုရင်းအောင်ရေမင်္ဂလာပါနတ်မောက်ကပါတယ်ကျေးဇူးပါခင်ဗျာ ဖြိုးသိမ့်ကြီးရေ330လောက်နဲ့ဗာဘိတ်နေရမလဲတဲ့ဟုတ်ကဲ့330လောက်နဲ့ဆိုရင်လောလောဆယ်မှာတရုတ်ဆိုင်ကလေးကပေါ့နော်ဒီကန်တာစီစက်အိုင်လေးတွေတို့ကန်တာဝန်တန်တို့နော်ဒါလေးတွေ dream one တန်နော်ကန်နာဒရင်းဝန်တန်းဆိုရင်လည်း28သိန်း29သိန်းအဲ့ဒီတပတ်လည်းမှာဖြစ်မယ်ကန်နာစီစိုင်းလေးဆိုရင်လည်း31သိန်း32သိန်းအဲ့ဒီတပတ်လည်းမှာဖြစ်နေပါတယ်ခင်ဗျဟုတ်အပြည့်လေးရမယ်ထင်တော့ရွှေဘူကပါတဲ့ပုတင်ကြီးဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျ မ်ဇော်ဩကုမောင်ဇော်ခွင့်ရေမင်္ဂလာပါကျေးဇူးပါတဲ့ဘီဘီတင်းကောက်မိုင်ရှင်မင်္ဂလာပါခင်ဗျာလှထွင်းရေမင်္ဂလာပါကုလှထွင်းရေမင်္ဂလာပါစပိုင်125 2025ဘယ်ဈေးပေါက်နေလဲတဲ့လောလောဆယ်45သိန်းဝန်းကျင်မှာဈေးပေါက်နေပါတယ်ခင်ဗျာကုအောင်ကုကုမင်းရေမင်္ဂလာပါခင်ဗျာကိုလင်းထက်ပိုင်ရေမင်္ဂလာပါအကူကြီးတဲ့ HSR 15 line ကို80လောင်းနဲ့ ရနိုင်လာတယ်ဟုတ်ကဲ့ရနိုင်ပါတယ်ခင်ဗျဒါမော်ဒယ်ကတော့အလေအလက်လောက်ရမယ်ပေါ့နော်မော်ဒယ်တိုင်းအမြင့်ကြီးလည်းမဟုတ်ဘူးမော်ဒယ်လုံးဝအနိုင်ကြီးလည်းမဟုတ်မော်ဒယ်အလေအလက်ပေါ့ဥပမာဆိုလိုချင်တာကတော့မော်ဒယ်2018 19အဲ့ဒီတပတ်လေလောက်မှရနိုင်ပါတယ်ခင်ဗျဟုတ်ကိုတီဟာရေမင်္ဂလာပါ Honda 100ဘလောက်ရှိမလဲတဲ့ဟုတ်ကဲ့ Honda 100ကမော်ဒယ်ဘလောက်လဲပေါ့နော်လောလောဆယ်မော်ဒယ်2018မော်ဒယ်လေးဆိုရင်လောလောဆယ်ဘိန်းကျောက်ပေါ်မှာမူတီဗီမှ35သိန်းကနေ40ကျားမှာဈေးပေါက်နေပါတယ်ခင်ဗျဟုတ်ကဲ့ ကွန်ကူကူမင်းရဲ့မင်္ဂလာပါ CPI စပိုင်း125နဲ့ Honda Wave ဘယ်ဟာဝတ်တင်လဲတဲ့ဟုတ်ကဲ့အရေးတူရကွာပါတယ်နော် Honda Wave 1 Wonder Cycle ဝယ်ရွေးချယ်စီးနင်းမှာခင်ဗျာနော် Honda Wave 1 Wonder Cycle ကတော့ဒါအခုလိုမျိုးဆိုင်ကစည်းတက်နေတဲ့ကာလမှာဆိုင်ကစည်းတင်းတက်တယ်လို့တောက်လျှောက်နောက်ကနေကပ်ပါလာပါတယ်ပြီးရင်အယုံဆွဲရလဲကောင်းတယ်ရရှိမှာလဲပုံပြီးမှခံပါတယ်အဲ့အတွက် Honda Wave 1 Wonder Cycle ဝယ်ရွေးချယ်စီးနင်းမှာလို့ကျွန်တော်ကတော့အကြံဉာဏ်ပြုချင်ပါတယ်ခင်ဗျာကျေးဇူးပါခင်ဗျာ ကမောင်စောခွင့်ရေ UK ကနေအားပေးနေပါတယ်တဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော် YouTube ကိုအမြဲတမ်းကြည့်ရှုနားဆင်ပေးကြတဲ့တူချင်းတယောက်ချင်းစီကိုကျွန်တော်ကြည်ဆောင်ကကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာကိုစီတူရေမင်္ဂလာပါခင်ဗျာမင်္ဂလာပါဟယ်လိုအားလုံးမင်္ဂလာပါခင်ဗျာအားလုံးမင်္ဂလာပါကျွန်တော်ကြည်ဆောင်မှာ motorbike order တယောက်ဖြစ်ပါတယ်ဒါအခုကတော့ Super Sunday မှာเนาะအားလုံးအနားယူနေတော့ဆိုင်ကယ်အကြောင်းဘူးတက်ရအောင်လို့ခုလိုမျိုးလိုက်လွန်ပေးလိုက်တာဖြစ်ပါတယ် ဆိုင်ငယ်အကြောင်းသိလို့ရမေးအစီအစဉ်မှာဓာတ်ရိုက်မေးဓာတ်ရိုက်ဖြည့်ပေးပါမယ်ခင်ဗျာ။ Okay သိရှိခြင်းနဲ့မေးခွန်းလေးတွေရှိရင်အခုပဲခွန်းမှန်မှာရေးပေးကြလို့ရပါပြီ။ကျွန်တော်အလက်ကျဖြည့်ဆို့ပေးတော့ပါမယ်ခင်ဗျာ။ကိုလင်းထပ်ပိုင်ရင်ခဏတဲ့ကိုတီဟာရေကိုတီဟာရေမင်္ဂလာပါ။ဝန်တာဝင်းအတွက်အတက် license နဲ့80ဝန်းကျင်ဆိုတာဟုတ်လားတဲ့။ဝန်တာဝင်းအတွက်က brand new မဝင်တော့ဘူးပေါ့နော်။ model အနိုင်နေပဲဝင်တော့မယ်။ model အနိုင်နေပဲရှိမယ်ဆိုတာက 2021 model ဒီပဲရှိမယ်2021 model ကနေအဲ့ဒီနောက်ပိုင်းမတွေ့ရတော့ဘူးမရှိတော့ဘူးအဲ့ဒီအတွက်ဝန်တာဝိရန်အတွက်ဆိုင်ကယ်က2021 model ဆိုရင်လောလောဆယ်ဘိန်းကျောပေါ်မှာမူတည်ပြီးမှ65သိန်းရနေ80ကျားလောက်မှာဈေးပေါက်နိုင်ပါတယ်ခင်ဗျဒါဘိန်းကျောကီလိုနဲ့ရင်တော့3000ဝန်းကျင်မှာဈေးပေါက်နိုင်တယ်ပေါ့နော်ဒါတော့2021 model ပါ brand new ကတော့မရနိုင်တော့ပါဘူးခင်ဗျဟဲ့ Facebook က comment မတက်ဘူးပြန်တယ်ကြည့်ပေးစမ်းဟောအဲ့ဒါကနေဖုန်းတလုံးပဲ chạy chạy miếng cùng mình khen cho mình là TVS we go one day nha bộ bia xí xa là rồi, ok TVS India TVS Cycle ရဲ့အပူပစ္စည်းကလောလောဆယ်တော့ရှားနေပါတယ်။ဒါကတော့ကျွန်တော်အမှန်တိုင်းပုံပုံလင်းလင်းပြောတာပဲဖြစ်ပါတယ်။ဒါကုမ္ပဏီကတော့အဲ့လိုပြောရင်တော့ကြိုက်မှာမဟုတ်ဘူးပေါ့နော်။ဒါပေမဲ့ကုမ္ပဏီကလည်းတို့အပူပစ္စည်းအလုံးလောက်မဖြန့်ဖြူးနိုင်သေးတာကိုဒါတို့လည်းသိပါတယ်။ဒါလောလောဆယ် TVS Vigo တွေကအပူပစ္စည်းလုံးဝမရဘူးလားဆိုရင်လုံးဝမရတော့မဟုတ်ရတော့ရတယ်။တစ်ခါတည်းကလည်းအပူပစ္စည်းကရတယ်လည်းမရတယ်လည်းပေါ့။အဲ့တော့ကိုယ်ဆိုင်ငယ်ပြတ်တဲ့အချိန်ဒီဘက်မှာကအပူပစ္စည်းမရတဲ့အချိန်နဲ့ညားတယ်ဆိုရင်တော့ဒါနည်းနည်းအခက်တွေ့မှာပေါ့။ โอเคဒီအဲ့လိုမဟုတ်ဘဲနဲ့စန့်ကျင်ဘက်ပေါ့ဟိုမှာကိုကကိုပြစ်ချိန်နဲ့အပူပစ္စည်းကဝင်နေရတဲ့ဂျုံနေဆိုရင်တော့လေဒါလွယ်လွယ်ကူကူနဲ့ဝယ်ယူရရှိနိုင်မှာပေါ့ဟုတ်ဒါအပူပစ္စည်းကဒါအခု TVS company မှာမဟုတ်လေအပြင်မှာတော့ဒါမန်လေးမှာတချို့ရောင်းနေတဲ့ site တွေရှိတယ်ဥပမာပြောရမယ်ဆိုရင်တော့ကျွန်တော်ရဲ့မိတ်ဆွေမန္တလေးမြို့38လမ်း84လမ်းနဲ့85လမ်းကြားကခစ်စန်တက်ဆိုင်ကယ် showroom ပေါ့နော်တော်တော့ TVS auto cycle တွေတည်တဲ့ရောင်းပေးတယ်ဝယ်ပေးတယ်အပူပစ္စည်းဖြန့်ပေးတယ်ပြီးရင် service ပြုပြင်ပေးတယ်ပေါ့နော်စေး service spare ပဲတနေရာထဲမှာအဆုံရတယ်အဲ့အတွက်တကယ်လို့ TVS အပူပစ္စည်းတွေနဲ့ပတ်သက်လို့ရကျင်နေဆိုရင်ခစ်ဆန်တက် showroom မှာတွားရောက်ဝယ်ယူလို့ရပါတယ်ခင်ဗျာအဖြစ်လေးရမယ်ထင်တော့ကျေးဇူးတင်ပါတယ်ခင်ဗျာဖြူတိုင်ကြီးအမြင်အားပေးလေးရတဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ ကုကျော်ဆိုင်ဝေးမင်္ဂလာပါเนาะလောချန်ဝန်တန်းအတက်ပဲဈေးလေးတဲ့လောချန်ဝန်တန်းเนี่ยဈေးတက်သွားတယ်เนาะအရင်တော့မှ34သိန်းတစ်ပတ်လည်းပဲရှိတာအခုကတော့ဒါ38သိန်းဝန်းကျင်အောင်ဖြစ်နေပြီ ဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျာကိုအောင်ကိုကမင်းရင်မင်္ဂလာပါ Honda Wave FR တဲ့2025 license နဲ့ဆိုပဲစီးလဲတဲ့ကျွန်တော်ဟိုနေ့ကပဲ video လေးတင်ပေးထားတည်ရနော်အဲ့ဒီဘိန်းလေးကလောလောဆယ်မှာ390ဝန်းကျင်မှာဈေးပေါက်နေပါတယ်ခင်ဗျာတော်အေးမြင့်မင်္ဂလာပါခင်ဗျာပြီးရင် Shuran Hanku အကောင့်မှရှင်မင်္ဂလာပါ data line နေအခုချိန်ဖန်လာတဲ့ဟုတ်ကဲ့ဒါတော့တမျိုးနဲ့တမျိုးတော့ဟိုမတူဘူးပေါ့နော်ကျွန်တော်မန္တလေးမှာဆိုရင်တော့လောလောဆယ်ဒေတာလိုင်းစင်လေးလဲဒါစီးနင်းဝင်ပြုတ်ထားတဲ့ပေါ့ ဥမာ A1 wine line စင်းတို့ရှမ်း line စင်းတို့တွေဒီလောလောဆယ်မန္တလေးမှာ စီးလို့ရနေပါတယ်ဟုတ်ဒီလိုအဆင်ပြေပါတယ်ခင်ဗျဟုတ်အဖြေလေးရမယ်ထင်တော့ကျေးဇူးတင်ပါတယ်ခင်ဗျပါမန် channel အကောင့်ပိုင်းရှင်မင်္ဂလာပါခင်ဗျာဝိဟန်အတွက်နှောင်းစက်ခွင့်ပဲစည်းလဲတဲ့လောလောဆယ်ဝန်တာဝိဟန်အတွက်နှောင်းစက်ခွင့်မော်တယ်က ဘိန်းကျောက်ပေါ်မှာမူတည်ပြီးမှသိန်း300ရာနဲ့35သိန်းကြားလောက်မှာဈေးပေါက်နေပါတယ်ခင်ဗျအဲအတန်တို့စုံနင်းစီမင်္ဂလာပါကမ်ဘူကလစ်ဘလောက်ပေါက်လဲတဲ့ license ပါပေါ့ကမ်ဘူကလစ်တွေကလောလောဆယ်မှာသိန်း40ကျော်ကျော်မှာဈေးပေါက်နေပါတယ်ခင်ဗျာ license ပါပါတယ်ခင်ဗျာကွမ်ဇော်ခွင့်ရင်မင်္ဂလာပါဆိုင်ကဝါနာပါလို့အပိနေပါတယ်တဲ့ဆိုင်ကအကြောင်းသိရလို့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်လည်းကြီးစုနားဆင်ပေးကြတဲ့တိုးချင်းတယောက်ချင်းစီကို ျေးဇူးအထူးတင်ရှိပါတယ်အဓိကတော့ဒါ cycle knowledge တွေဘူးဒရာရအောင်လို့အဓိကတင်ဆက်ပေးတယ်ပြီးတော့ဒါ cycle ဝေယူတဲ့ခါပဲဖြစ်ဖြစ်ရောင်းတဲ့ခါပဲဖြစ်ဖြစ်ဒါဂျင်းထက်မခံရအောင်လို့အခုလိုမျိုးဒါကျွန်တော်ကတော့ဒါတင်ဆက်မြတ်ဝေပေးနေတာပေါ့နော်ဒါရောင်းမဝယ်မတွေမဖြစ်အောင်နော်သူရောင်းတဲ့အချိန်ဆိုလဲဒါအတန်အတန်ကြီးပေါက်ဈေးရအောင်လို့ပေါ့နော်အခုလိုမျိုးဒါကျွန်တော်ကတော့ပွန်းပွန်းလင်းလင်းပေါ့ဒါဆိုင်ငယ်ဈေးနှုန်းနေနဲ့တင်ဆက်ပေးနေတာပဲဖြစ်ပါတယ် happy happy ကောင်းမွန်ရှင်မင်္ဂလာပါဟွန်တာတဲ့အော်ဘာမျိုးစားလေးလဲမော်တယ်ဘလောက်လဲတစ်ချက်ပြောပြပါအောင်နော်ဘုံမဝတီကောင်းမွန်ရှင်မင်္ဂလာပါခင်ဗျာဒိုင်ယန်ဝန်တန်းပဲစေးပေါက်လေးတဲ့ဒိုင်ယန်ဝန်တန်းလေးကလောလောဆယ်မှာနော်38သိန်း38သိန်းအဲ့ဒီတပတ်လဲမှာစေးပေါက်နေပါတယ်ခင်ဗျာဒါတော့925မော်တယ်ရဲ့ဈေးပါခင်ဗျာကုစိုးစိုးကြီးမင်္ဂလာပါကုချစ်ကောင်းကြီးမင်္ဂလာပါ dream 1 device 2008 license ပါပဲစေးပေါက်နေမလဲတဲ့ဘယ်ဆိုင်မှာရနိုင်မလဲတဲ့ဟုတ်ကဲ့ Dream 125 2008တော့မရှိဘူး2009 model လေးတော့ဟိုရက်ကပဲဒါလွန်ခဲ့တဲ့တပတ်လောက်ကပဲကျွန်တော်ရဲ့မိတ်ဆွေဆိုင်ပေါ့ Top Star ဆိုင်ရဲ့ showroom မှာရှိတဲ့ဘိန်းလေးတွေကိုဘိန်းလေးတစ်စီးပေါ့ဘိန်းလေးတစ်စီးပေါ့ဒါအဲ့ဒါလေးကိုကျွန်တော်ဒါ video တင်ပေးထားပါတယ် Dream 125 2009 model လေးပါဇင်းနှုံးလေးကတော့ဒါဆိုင်ကတော့ခေါ်စေသိန်း60ကျော်လို့တော့ခေါ်ထားတယ်ပေါ့နော်အဲ့ဒါအမှကိုကတကယ်ကြိုက်တယ်ဆိုရင်တော့တိတိဆိုင်ဆိုင်ညှစ်ကြည့်ပေါ့ Top Star ဆိုင်ရဲ့ showroom မှာရှိ ပါတယ်မန္တလေးမြို့85လမ်းနဲ့38လမ်းတောက်မှာဖွင့်လှစ်ပေးထားပါတယ်ခင်ဗျဒါကျွန်တော်ဗီဒီယိုလေးလည်းလွန်ခဲ့တဲ့တပတ်လောက်ကမှတင်ပေးထားတယ်အဲ့ဒီဗီဒီယိုရဲ့ comment မှာလည်းစိုင်းလေးစာလေးထည့်ပေးထားတယ်အဲ့ဒီမှာတစ်ချက်ဝင်ရောက်ကြည့်ရှုပေးတော့ကျေးဇူးတင်ပါတယ်ခင်ဗျဒါကျွန်တော်ဒါဒါဒီဘက်ကဒါ YouTube ကမိကွန်းလေးကိုဒါတောက်လျှောက်ဖြည့်နေရပါဘောနော် Facebook ကမိကွန်းလေးတော့ဒါကျွန်တော်အလက်ကျတလဲစီပေါ့တလဲစီဟိုဘက်ဒီဘက်ဖြည့်ပေးပါအောင်မယ်ကိုစုပိုင်ထည့်မင်္ဂလာပါ license နေချပေးမယ်ဆိုတာတကယ်လားဟုတ်ကဲ့အဲ့ဒီမိကွန်းကိုဒီအပိုင်းကျွန်တော်ကိုတော်တော်များများလာမေးကြပါတယ်နော်ဒါကျွန်တော်လည်းဒါကျွန်တော်ကတော့ page မှာတော့တီးတန်းတော့မတင်ပြဘူးအဲ့ဒီမိကွန်းလေးကိုဖြည့်ရမယ်ဆိုရင်တော့ဒါ license လေးကကိုလဟာလာတော့ကျွန်တော်လည်းကြားပါတယ် ဒါပေမဲ့တရားဝင်ခုချိန်ဒီတက်ဆိုင်ရာဝန်ကြီးဌာနတက်ဆိုင်ရာဌာနကဉာဏ်နာတွေကထုတ်ပြန်တာမတွေ့ရပါဘူးအဲ့တော့အိုင်စင်ချပေးမယ်ဆိုတဲ့သတင်းဒီဒါ confirm လုပ်လို့မရဘူးဖြစ်နေပါလေအဲ့တော့ဒါ license တွေကတော့အခုချိန်ဒီတော့တရားဝင် စာထွက်လာတာတော့မတွေ့ရသေးဘူးချပေးမယ်ဆိုတာဒီဒါကောလာဟာလာအဆင့်တာဖြစ်နေပါတယ်အကြိမ်များကတော့ဒါ license တွေဒါတရားဝင်ချပေးမယ်เนาะ တက်ဆိုင်ရာဝန်ကြီးဌာနတွေကတရားဝင်ထုတ်ပြန်ပြီဆိုတာနဲ့ကျွန်တော်လည်းကျွန်တော်မော်ဒူနီခက်ဆိုင်ရာချက်တူမိတ်ဆွေတွေအတွက် page မှာဟောတရားဝင်ထုတ်ပြန်ပြောကြားပေးတော့ပါမယ်ခင်ဗျာ page မှာတရားဝင်ထုတ်ပြန်ပြောကြားပေးတော့ပါမယ်ခင်ဗျာ okay ဒါအခုချိန်ကြီးကတော့ license တွေကချပေးမယ်ဆိုတာဒီကောလာဟာလာသတင်းမှာလို့ပဲဒါကျွန်တော်ကတော့ပြောချင်ပါတယ်ခင်ဗျာ okay နော်အမဒါပုံမလင်းလင်းပြောရရင်တော့ဒါ cycle license တွေကတော့ဒါချပေးလေကောင်းလေပေါ့ ဒါတော့ဒါအများပြည်သူအတွက်ဒါသတင်းကောင်းပဲပေါ့နော်တကယ်တော့ချပေးမယ်ဆိုရင်ဒါသတင်းကောင်းတကယ်ကိုသတင်းကောင်းပြီပါအဲဆိုတော့ဒါအခုမချပေးသေးလဲဒါနောက်တစ်ချိန်မှာဒါပြည်သူလူထုအတွက်ငင်ညာပြီးမှဒါတက်ဆိုင်ရာဝန်ကြီးဌာနတွေက license တွေ public ကိုချပေးလိုက်မယ်လို့ဒါကျွန်တော်တို့ယုံကြည်ပါတယ်ခင်ဗျာဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျာကိုစန်းတီမင်္ဂလာပါကိုအောင်မင်းခန့်ရေမင်္ဂလာပါ င်္ဂလာနက်နက်ခင်းလေးပါကိုရေးတဲ့ Honda Clip 2019 license ပါပဲစီဖြစ်နေပြီလေတဲ့လောလောဆယ်ဘိန်းကျောက်ပေါ်မှာမူတည်ပြီးမှ390ဝန်းကျင်မှာဈေးပေါက်နေပါတယ်ခင်ဗျာကိုမိုက်ကယ်မင်္ဂလာပါ Zenith WFR 2021ပဲစီပေါက်နေလေတဲ့ဟုတ်ကဲ့ Zenith WFR 2021 model ဆိုရင်လောလောဆယ်ဘိန်းကျောက်ပေါ်မှာမူတည်ပြီးမှเนาะဘိန်းကျောက်ပေါ်မှာမူတည်ပြီးမှเนาะ18သိန်း19သိန်းအဲ့ဒီတပတ်လည်းမှာဈေးပေါက်နိုင်ပါတယ်ခင်ဗျာ ိုတန်းထအောင်ရေမင်္ဂလာပါခင်ဗျာမန်လေးကနေပြည်ဦးလွင်ထိသွားလို့ရမယ့် EV ဆိုင်ကဘာရှိလဲတဲ့ဟုတ်ကဲ့ EV ဆိုင်ကတည်းကတော့လောလောဆယ်မြန်မာပြည်စည်းကွက်ထဲကိုအများပြားဝင်ရောက်နေတာရှိပါတယ်เนาะယာရီတစိုက်တွေရောเนาะပြီးရင်အိုင်မာတစိုက်ပြီးလူယန်တစိုက်ဂါရိုတစိုက်အစရှိတဲ့ပြင်တခြားတော်တစိုက်တွေရောအများကြီးဝင်ရောက်နေတာရှိပါတယ်ဝမ်ကိုတစိုက်တွေရောပေါ့အဲ့ဒီမှာเนาะမန်လေးနဲ့ပြည်ဦးလွင်သွားလို့ရမယ့်ဆိုင်ကယ်ဆိုလို့ဒါကျွန်တော်တွေ့ဘူးတာเนาะကျွန်တော်ကံမူထဲမှာဆိုတော့ brave warrior ဆိုတဲ့တမျိုးရှိတယ် เนาะအဲ့ဒီ brake warrior ကတော့ဒါတော်တော်များများလူကြိုက်များတယ်ကမ်ဘို EV ဆိုင်ကယ်ထဲမှာရောင်းအားအကောင်းဆုံးပေါ့เนาะရောင်းအားအကောင်းဆုံးထဲမှာထိုက်ဆုံးရပါတယ်အဲ့ဒီမျိုးစားလေးကတော့ mine တော်တော်များများပေါ့ mine 90 80လောက်သွားလို့ရတယ်လို့တော့ဒါကျွန်တော်တော့သိထားတယ်အဲ့တော့အသွားပြန်ခီးလမ်းကြောင်းကတော့လောက်ချင်မှလောက်မှာပေါ့နော်ဥမာအသွားတစ်ကြောင်းစာတော့ကောင်းကောင်းမွန်မွန်ရမှာပေါ့မန်လေးကနေပြုံးလွန်တက်တာပဲဖြစ်ဖြစ်ပြုံးလွန်ကနေမန်လေးကိုဆင်းလာတာပဲဖြစ်ဖြစ်အသွားတစ်ကြောင်းစာအဆင်းတစ်ကြောင်း အစင်တကြောင်းစာတော့ကောင်းကောင်းဝင်ရမှာပေါ့เนาะအဲ့တော့ကမ်မိုဘရိတ်ဝါရီကမ်မိုဘရိတ်ဝါရီယာလေးရှိမယ်ပြီးရင်ကျွန်တော်တို့လူရန်အမတ်တစိုက်ထဲကလူရန် S ဒီရန်ဗင်နဲ့ပါတယ်အဲ့တော့ယာဒီထဲမှာလည်းဒါမိုင်80 90ရတဲ့ဟာတွေရှိတယ်အဲ့မဲ့ဈေးကတော့တော်တော်များသွားမယ်ပေါ့เนาะဥမာယာဒီ G စစ်တို့ဘာလို့ဆိုလဲနာမည်ကြီးတာပဲเนาะနာမည်ကြီးတာပဲအဲဒီလိုမျိုးလေးတွေပေါ့အဲ့တော့ကောင်းတာတော့ဒါမိုင်များများရတဲ့ ကောင်းတာကတော့မိုင်းများများရတဲ့ EV ဆိုင်ကယ်တွေကိုရွေးချယ်စီးနှံတာကတော့ဒါစိတ်ချရအောင်စိတ်ဖြောင်းဖြောင်းနဲ့သွားလို့လာလို့ရစီမှာပဲဖြစ်ပါတယ်။ Okay ဒါအခုအခုဒါတော်တော်ကကျွန်တော်ပြပြသွားတဲ့ဆိုင်ကယ်မျိုးစားလေးတွေကိုဒါအခုကျွန်တော်တော်တော်ကပြပြသွားတဲ့ EV ဆိုင်ကယ်မျိုးစားလေးတွေကိုအဓိကရွေးချယ်စီးနှံမှာလို့ပဲဒါကျွန်တော်ကတော့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ကိုယ်စောသူရရေမင်္ဂလာပါထိုင်းရနေအားပေးနေပါတယ်တဲ့ကျေးဇူးပါခင်ဗျာကိုမ အကေမင်္ဂလာပါကုတော်ဘုံစင်မင်္ဂလာပါ PC 25ဈေးလေးတိပြဈေးတဲ့ဟုတ်ကဲ့ Honda PC 160 2025 model ဆိုရင်လောလောဆယ်เนาะ380တပတ်လည်းမှာဈေးပေါင်နေပါတယ်ခင်ဗျာဒါတော့ဒါ license တွေရတော့မပါသေးဘူးပေါ့เนาะမပါသေးဘူးဆိုတာကလောလောဆယ်က license တွေကပိတ်ထားစေမှုလို့ပါအဲဆိုတော့နောက်တစ်ချိန်ဒါ license တွေချပေးချိန်ဆိုရင်တော့ဒါ edit လိုင်စင်ကတွေရောဂျူတီကတွေရောပေါင်းမယ်ဆိုရင်တော့တိတ်နေရကြော်နိုင်ပါတယ်ခင်ဗျာတိတ်နေရကြော်နိုင်ပါတယ်ဒါကတော့တတော်ကလိုင်စင်ပါသေးတဲ့ဒါထိုင်းကနေထုတ်တဲ့ဈေးကိုပြောတာပဲဖြစ်ပါတယ်ကွန်မင်းခင်ဗျာမင်္ဂလာပါ Facebook က comment နေရမမြင်ဘူးလားဟုတ်တယ်ခင်ဗျာเนาะဟိုမှာ comment နေရမပေါ်လို့အဲဒီဘက်ကနေဖုန်းတစ်လုံးနဲ့ထပ်ဝင်ကြည့်နေရတယ်ခင်ဗျာဟုတ်ကွန်ကူကူရေမင်္ဂလာပါ2020 150i ဘယ်ဈေးပေါက်နေပြီလဲတဲ့ဟုတ်ကဲ့ ခုနကလစ်150ပေါ့နော်2020 model ဆိုရင်လည်းလိမ့်မော်ဖြူလိမ့်မော်လေးတွေပေါ့လောလောဆယ်ဘိန်းကျောပေါ်မှာမူတည်ပြီးမှ3000နဲ့135တိန်းကြားမှာစီးပေါက်နေပါတယ်ခင်ဗျာဥပမာဆိုရင်မင်္ဂလာ A15 V4 ပဲစီးပေါက်နေလေတဲ့ A15 V4 လေးက A15 V4 တွေကလောလောဆယ်နော်2023 model တို့2022 model တို့2024 model တို့စတဲ့ပြင်ရှိမှာပေါ့ လောလောဆယ်ဘိန်းကျောပေါ်မှာမူတည်ပြီးမှ320တပတ်လည်းမှာစီးပေါက်နေပါတယ်ခင်ဗျာဒါတော့ R15 V4 ရဲ့ဈေးပါခင်ဗျာအကြီးတီစာအကောင့်ပါရှင် င်မင်းလာပါခင်ဗျာ CPN 115စောင်းဝါဒီနဲ့တဲ့ Cambo 110တို့ဘယ်ဟာဝယ်တဲ့လဲမေးရလား HD ဈာကောက်မှရှင်မင်္ဂလာပါ CPN 115စောင်းဝါဒီနဲ့ Cambo 110ရရှိမှာဘယ်ဟာပိုအဆင်ပြေလဲတဲ့ဟုတ်ကဲ့အဲ့နှစ်ခုမှာဒါကံဘူကတော့ပိုကြီးမှာမြန်မာနိုင်ငံမှာပိုကြီးမှာနာမည်ကြီးတာပေါ့เนาะနာမည်ကြီးတယ်သူကတော့เนาะလူကြိုက်များတယ်ပေါ့အဲ့ဒီမှာတစ်ခုရှိတာကเนาะ CPN 115ကတော့ engine အယုံဆွဲပိုကောင်းလိုက်မယ်လို့ထင်တယ်တော် engine power ကအနှဲငယ်လေးပိုသွားတဲ့အတွက်သူက engine power ကအနှဲငယ်လေးပိုကြီးသွားတဲ့အတွက်ပေါ့နော် Camo 110ကတော့ဒါ 130cc ဆိုတော့နော် engine အဆွဲအယုံကနည်းနည်းလေးအားနည်းနိုင်တာလေးရှိတယ်စီစားတော့တက်တာမယ်ပေါ့နော်ဒီဘက်မှာကျတော့ CPN Sawari 115ကကျတော့ engine power အနှဲငယ်ပိုကြီးသွားတဲ့အတွက်သူကတော့ပိုပြီးမှအယုံဆွဲကောင်းမယ်ကိုကတော့ ိုနေတဲ့မြို့မှာတောင်တက်တောင်စင်းတွေများတယ်ဆိုရင်တော့ CPN Saudi 15ကိုယူချက်စီးနင်းစေခြင်းနဲ့အမြေပြန့်လို့ပဲရတယ်ကျွန်တော်ကတော့မြို့ရုံးမဲစီမှာစီစားတက်တာခြင်းနဲ့ဆိုရင်တော့ကမ်ဘူ1တန်းကိုယူချက်စီးနင်းပါလို့ပဲကျွန်တော်ကတော့အကြံပြုခြင်းပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာကိုချမ်းပြည့်ဝင်းရင်မင်္ဂလာပါ Do Astat WR 200အတွက်အကြောင်းလေးတွေရှင်းပြပေးပါတဲ့ဘိန်းအိုတွေကဘာလို့ဈေးကြီးရလဲတဲ့ဟုတ်ကဲ့ဒီ အဲ့ဒီမိကွန်းလေးကိုဒါကျွန်တော်လည်းဂဂနနပြပြဆုံးသိချင်းလို့ဒီနေ့မနစ်6နာရီရပဲဒါကျွန်တော် post လေးတင်ပေးထားသေးတယ်ဒါအဓိကတော့မိကွန်းလေးမေးထားတာပေါ့နော်ဒါ do are start ကြိုက်တဲ့သူတွေဘာကြောင့်ဒီအခုချိန်ဒီလူကြိုက်များနေတာလဲပေါ့ဒါလေးဖြည့်ပေးကြအောင်ဆိုပြီးရင်ပေါ့เนาะအဲဒါတော့ဒါကျွန်တော်အမြင်ပြောရရင်တော့သူက model တော့နိုင်တယ်ဒါပေမဲ့အခုချိန်ဒီလူကြိုက်များနေစဲဘာလို့လူကြိုက်များနေစဲလဲဆိုရင်အဲ့ဒီဘိန်းတွေဒီအခုဒါမြန်မာပြည်ဈေးကွက်တွေကိုအတက်လုံးဝ brand new နေနဲ့ထပ်မဝင်တော့ဘူးအဲဒါတော့ အရင်တော့မော်ဒန်နိုင်နေပဲအခုလက်ရှိမှာစီးနေရတယ်ပြီးတော့တခုရှိတာကအဲ့ဒီဘိန်းနေကြီးဒါမော်ဒန်နိုင်နော်တချို့ဆိုရင်ဒါ97 98အစရှိတဲ့ဖြင့်ရှိမယ်ပေါ့ဗျာနော်မော်ဒန်နိုင်နေမယ်ဂျပန်ဘိန်းနေဖြစ်တဲ့အတွက်ကျွန်တော်ဂျပန်ကားတွေလိုပဲအရင်တည်းကတော်တော်ကောင်းတယ်နှစ်ဘလောက်ပဲ20ကြီးဖြစ်နေပါစေအခုချိန်ထိ engine အရင်တည်းကလုံးဝကြာမသွားဘူးနော်လုံးဝကာဘာတွေကလည်းခိုင်ခံ့မှု